ဒီကနေ့အော်တိုဘာလ24ရက်နေ့သတင်းနေတဲ့အားထူးခြားသတင်းတချို့ကိုသတင်းရယူတင်ဆက်ပေးနေတဲ့သတင်းတောက်မျက်သစင်ကို TVV Studio ကနေပြီးတော့တိုက်ရိုက်ဆက်သွယ်မြင်မြင်တော့ပါမယ်။မင်္ဂလာပါမမျက်သစင်ဒီကနေ့အတွက်ပေါ့နော်ထူးခြားသတင်းတွေကဘာတွေများရှိမလဲရှင့် ုတ်ကဲ့ပါရှင်ဒီကနေ့မှာပြောပြချင်တာကဒီ2021ခုနှစ်ဖေဖော်ဝါရီလစစ်အာဏာသိမ်းပြီးတဲ့နောက်ပေါ့နော်ဒီမတန်ဆွမ်းသူတွေအနေနဲ့အခြေခံအခွင့်အရေးရပိုင်ခွင့်တွေကိုတောင်မခံစားနိုင်တော့ပဲပြစ်မှတ်ထားအကြမ်းဖက်ခံရတာနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုရင်ဆိုင်နေရတယ်ဆိုပြီးတော့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကအောက်တိုဘာလ23ရက်နေ့ကနယူးယောက်မြို့မှာကျင်းပတဲ့ 80ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီမှမတန်ဆွမ်းသူတွေရဲ့အခွင့်အရေးဆိုင်ရာဆွေးနွေးမှုစီစဉ်မှာပြောကြားခဲ့ပါတယ်။ အာနာသိန်းစစ်အုပ်စုကြောင့်အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအပါအဝင်မတန်ဆွမ်းသူ138ယောက်အသက်သေဆုံးခဲ့ရတယ်လို့လည်းဦးကျော်မိုးထွန်းကပြောဆိုခဲ့ပါတယ်။သေဆုံးရတဲ့အကြောင်းရင်းတွေကတော့အများစုကစစ်တပ်ရဲ့မြေပြင်စီးနှင်းမှု လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုစတဲ့အရက်သားပြည်သူနေထိုင်ရာဒေသတွေကိုမစစ်မကြင်တိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ နောက်ပြီးတော့သွာလာရခက်ခဲသူတွေဒါမှမဟုတ်အာယုံခံစားမှုချို့ယွင်းသူ မတန်ဆွမ်းနေဟာအဲပရိပခဖြစ်ချိန်မှာထွက်ပြေးဖို့ခက်ခဲတဲ့အတွက်တည်ဆုံးခဲ့ကြရတာတွေရှိသလိုပရိပရိပခတန်တင်ဒေသတွေမှာစားလောက်ငတ်မွတ်တာနဲ့ဆေးဝါးကုသမှုမရရှိခြင်းပေါ့နော်အထူးသဖြင့်ဒီဆေးအုပ်စုကဆေးဝါးတွေပို့ဆောင်မှုကိုပိတ်ပင်တားမြစ်တာတွေကြောင့်လည်းအချို့သောမတန်ဆွမ်းသူတွေအနေနဲ့အသက်တည်ဆုံးခဲ့ရတာတွေရှိတယ်လို့လည်းထုတ်ဖော်ပြောဆိုခဲ့ပါတယ် မြန်မာနိုင်ငံမှာလူဦးရေ9.9%ကျော်ဒါမှမဟုတ်လူဦးရေစုစုပေါင်းရဲ့73ရာခိုင်နှုန်းကမတန်ဆွမ်းသူတွေဖြစ်ကြပြီးတော့မတန်ဆွမ်းသူတွေအနေနဲ့အသက်ရှင်နေထိုင်ခွင့်အတွက်အမခံချက်မရှိဘဲအကြောက်တည်းအမြဲတမ်းပေါ့နော်အကြောက်တရားနဲ့နေထိုင်နေရတယ်လို့လည်းဥကြုံမှုထုံးကပြောဆိုခဲ့ပါတယ်အဲဒီလိုမျိုးပေါ့နော်ဆေးအုပ်စုအနေနဲ့ဆက်လက်ရှိနေအောင်ပဲရက်ဆက်ကြမ်းကြုတ်မှုတွေကိုဆက်လက်ကျူးလွန်နေမယ်ဆိုရင်တော့မတန်ဆွမ်းသူဥယေကဆက်လက်မြင့်တက်လာမှာဖြစ်ပြီးတော့ဒီမတန်ဆွမ်းသူ မတန်ဆွမ်းသူတွေဟာစစ်အုပ်စုရဲ့အခွင့်အရေးချိုးဖောက်တာတွေကိုလည်းဆက်လက်ခံစားနေကြမှာဖြစ်တယ်လို့လည်းသတိပေးပြောဆိုခဲ့ပါတယ်။အဲ့ဒီအတွက်စစ်အုပ်စုကိုတတ်ဆိုးရှည်စေမဲ့အတူရောင်ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြရမှာဖြစ်ပြီးတော့နိုင်ငံတကာအတိုင်းဝန်းအနေနဲ့စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်တာနဲ့မြန်မာနိုင်ငံမှာရှိတဲ့မတန်ဆွမ်းသူတွေရဲ့အခွင့်အရေးကိုမြင့်တင်ကောက်ကွယ်ပေးကြဖို့ကိုလည်းတိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့နောက်ထပ်ထူးခြားသတင်းတွေရောရှိသေးလားရှင်။ ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြောပြချင်တာကတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိကျင်းပမယ့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ကမ္ဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေနဲ့အကြီးအကဲအချို့ပေါ်တော့ဒီကနေ့မှာမလေးရှားနိုင်ငံကိုစတင်ရောက်ရှိနေကြပြီပဲဖြစ်ပါတယ်အဲနောက်ပြီးဒီနေ့မှာဆိုရင်လေအာဆီယံအလှကျဥက္ကဋ္ဌ၃နိုင်ငံပါဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာ၃ဘွဲ့ဆိုင်ဆွေးနွေးပွဲကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်။အဲအစည်းအဝေး အဲဒီအစည်းအဝေးကတော့ဗောနော်မလေးရှားလာအိုနဲ့ဖိလစ်ပိုင်နိုင်ငံတွေကနိုင်ငံသားဝင်ကြီးတွေပါဝင်တဲ့သုံးဝင်ဆိုင်အစည်းအဝေးလည်းဖြစ်ပါတယ်အဲအဓိကဆွေးနွေးကြမှာကတော့မြန်မာနိုင်ငံမြန်မာနိုင်ငံတွင်းကနောက်ဆုံးအခြေအနေတွေအဲပြီးတော့မြန်မာနိုင်ငံရဲ့အကြက်တဲအတွက်အာဆီယံအဖွဲ့ရဲ့ငြိမ်းချမ်းနဲ့အားလုံးပါဝင်တဲ့အဖြစ်ရှာရေးကြိုးပမ်းမှုတွေကိုဆွေးနွေးကြမယ်လို့လည်းသိရပါတယ်အဲဒါပေမဲ့ဒီဆွေးနွေးပွဲအသေးစိတ်အခြေအနေတွေကိုတော့မသိရှိရသေးပါဘူးအဲ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတော့ ပူးပေါင်းပါဝင်မှုနဲ့ရေရှည်တည်တံ့ခံမြေဆိုတဲ့ခေါင်းစဉ်တွေပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။အစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်၊ကနေဒါဝန်ကြီးချုပ်၊ဘရာဇီးသမ္မတ၊တောင်အာဖရိကသမ္မတ၊စိုက်ပရက်သမ္မတနဲ့ဖင်လန်ဝန်ကြီးချုပ်စတဲ့ကမ္ဘာနိုင်ငံခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲကမ္ဘာသမိုင်းမှာကြီးမားတဲ့ဆွေးနွေးပွဲတစ်ခုဖြစ်လာမယ်လို့မျှော်မှန်းထားတဲ့ဒီအစည်းအဝေးမှာ မြမစစ်ခေါင်းဆောင်တက်ရောက်ခွင့်ရမယ်ဆိုပြီးတော့စစ်အုပ်စုဘက်ကခံမှန်းပြောဆိုထားခဲ့ကြပြီမဲ့ပေါ့နော်မြမစစ်ခေါင်းဆောင်တက်ရောက်ဖို့မရှိဘူးဆိုပြီးတော့မလေးရှားဝန်ကြီးချုပ် M Anwar Ibrahim ကအောက်တိုဘာလ22ရက်နေ့ကကွာလာလမ်ပူမြို့မှာပြုလုပ်ခဲ့တဲ့ဒီပြည်ရင်းပြည်ပသတင်းသမားတွေနဲ့တွေ့ဆုံတဲ့သတင်းစာရှင်းလင်းပွဲမှာအတည်ပြုပြောကြားခဲ့တာလည်းဖြစ်ပါတယ် အ2021ခုနှစ်ဖေဖော်ဝါရီလအနာသိမ့်မှုမှာဒီမိုကရေစီနီးကျရွေးကောက်ခံအရသာအစိုးရကိုဖြုတ်ချခဲ့တဲ့စစ်ခေါင်းဆောင်တွေကိုဒေတာရင်းနဲ့အာဆီယံထိပ်သီးအစည်းအဆွေးနွေးပွဲတွေတရားခွင်ပိတ်ပင်ထားတာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါမြန်သစင်ကျေးဇူးတင်ပါတယ်ရှင်။ဆက်လက်ပြီးတော့တခြားသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါဦးမယ်ရှင်။